không 啊,我給你,我買白沙的啊,我買。白沙的啊。lấy bay sa đi lấy bay sa đi lấy bánh sa đi lấy bánh sa

ဒီနဲ့လူရောပါလေရင်ကြီးပေါ်မှာဆောင်းပေါက်ကြီးနှလုံးဖွင့်ပြီးတော့မှအဲ့ဒါနေရကျွန်တော်သိတယ်မပြနိုင်ဘူးအယောဒီမှာအကောင်နေရအဲ့ဒါတဇင်ဦးနဲ့ကျွန်တော်နဲ့အဲ့ဒီနာမကသွားလိုက်တာကိုသူတို့မှခြေဝင်နေတာခြေဝင်နေဖုံးချောင်းလေးတနာယူလေးနော်တမရဝဒူအန်ကြီးအမျိုးသမီးတယောက်ကိုလည်းမ အဲ့ဒါပြောတော့ကျွန်တော်ကမကောင်းဖြစ်ဘူးမကောင်းဖြစ်ပြန်အောင်အချိုးချောင်းအတိုက်ဆိုင်လာလို့ပြောရတာလေနော်ချစ်တယ်လို့ပါလို့သွားပြောတာခင်ဗျားတို့ပြောတဲ့ဘာဆိုတော့အောင်မဲတာထားပေါက်လာပြန်အောင်ကျွန်တော်အရင်တော့ကအရင်ကသူရုံးမှလှုပ်လှုပ်တာအဲရုံးစင်းပြီဆိုရင်ဒီကောင်ကအော်ဗါလေ OD ရှိတယ်ဗောအဲသတင်းကြားနေတိုင်းမှာ OD ရှိတယ်ဘာညာဆိုပြီးတော့ ကျန်တဲ့လူတွေပြန်ခိုင်းပြီးတော့အဲ့ကလေးမလေးကိုပဲထားတာပြီးရင် तू အရက်ထိုင်တောက်တာအရက်ထိုင်တော့ပြီးကြာကူလီမျိုးလုံးနဲ့ကြည်တာကြည်တော့ကြာတော့ကောင်းပါလေးကကြောက်တာအောင်ကြောက်လာတော့သူနဲ့လှုပ်တွဲမလို့တော့ခြေတွေဝင်ပြီးတော့ထက်ပွားပြန်အောင် Telegram မှာအကောင့်၃ကောင်လောက်ရှိတယ်အဲ့ဒီအကောင့်၃ကောင်ကနော်ကျွန်တော်ရေးနေတဲ့အကောင့်တွေကသတင်းဦးကိုကြောင်နေပုံပေါ်တယ်နော်ကျွန်တော်တို့သတင်းဦးတို့ကသတင်းဦးမတည်သေးဘူးသတင်းဦးအမေလည်းမတည်ဘူးသွားမေးကြည့်လိုက် ဘောဘုံင်းဆိုတဲ့ကောင်မိမသားတယောက်ပေါ်မှာအလိုကျင့်ကြံပြုမှုနေထိုင်လဲဆိုတာသဇင်ဦးရောသဇင်ဦးအမေရောသိတယ်ကိုကျော်စိုးဦးလည်းသိတယ်နော်ကိုနှမလေးလို့ဖေးမပေးတာပဲရှိတယ်ကုညီပေးတာပဲရှိတယ်အဲ့တယ်လီဂရမ်၃កောင်နော်အဲ့၃កောင်လုံးကအဲ့သဇင်ဦးလို့ကျွန်တော်တို့နာမကမှာသွားလိုက်တာဟုတ်ခြေဝင်တဲ့ပုံစံပေါ်တယ်ဒီကောင်တွေကသူတို့ဖုံချောင်မရတော့သူတို့စိတ်နဲ့နှိုင်းပြီးတော့မှာ အာကျွန်တော်အပြည့်ပြကျွန်တော်မကျင်နေပြီးတော့ထပ်ပြောပြန်အောင်နော်စန္ဒေးတာစန္ဒေးဆိုလဲကြည်လိုက်ပါသူတို့ပြောနေတာကြာပြီလေသူတို့က PDF နဲ့စိုးတယ်ကျွန်တော်ပေါ်မှာဘာ PDF ကမှပုံမှန်တော်တယ်မှာကျွန်တော်လုံးလို့မရဘူးသူတို့က PDF တဲ့ကောင်မှာကျွန်တော်ကိုတိုက်ခိုက်သေးတယ်နော် PDF ကမှတော်တယ်မှာမလို့သူ့လို့သူ့လို့လုံးလို့မရဘူး ဒီတိုင်းပြည်ချစ်ပါတယ်တက်မတော်ချစ်ပါတယ်ဆိုတဲ့ကောင်တွေကအဘဘောမားတဲ့ကောင်တွေကောင်မတွေကကျွန်တော်အတိတ်တိုက်ခိုက်တာနော်နော်အဲ့ကောင်တွေကအဲ့ဒါတစင်ဦးနဲ့ကျွန်တော်နဲ့အဲ့ဒီနာမကသွားလိုက်တာကိုသူတို့မှချေဝင်နေတာချေဝင်နေတာဖုံးချောင်းတွေတနာယူတွေနော်အဲ့ကောင်မလေးဆိုခုတစ်တော်တော်မှမရှိတော့ဘူးကျွန်တော်နဲ့နော်တော့စမ်းကြည့်တော့သူတို့အမ်းဘော်ကဘာဖြစ်တော့ဖမ်းတော့ငေါ့ဘာနဲ့ဖမ်းမှာတော့ပန့် ဗါလဲငါနဲ့ငါနဲ့တွဲတဲ့ဗါလဲလူတွေတော့စုံခုံခွဲ့မယ်ဟုတ်လားနော်ဖန်ခိုင်းလိုက်ကွာမြင်မြန်ဖန်ခိုင်းလိုက်ကောင်းတာပေါ့မင်းတို့လည်းနာကြီးတက်တာသွားတာပေါ့ဒါလဲအထဲမှာနည်းနည်းအေးရအေးကြောင့်တော့အနာယူရတာပေါ့နုံမဆိုလို့ရှိရင်နုံမနုံမဆိုလို့ရှိရင်ငါဟိုနုံမဆိုလို့ရှိရင်ငါကိုလဲပင်မန်းနဲ့ဘာမှလည်းမရပဲနဲ့တိုင်းကျိုးပြီပြီလို့လို့ပြီးတော့မှငါ့ကို အဲ့လိုမျိုးတွေတိုက်ခိုက်နေဦးမယ်မင်းတို့ဖမ်းလို့ငါထောင်ကြတော့လဲငါထောင်ထဲမှာနည်းနည်းအနားယူရတာပေါ့ဟုတ်တယ်မလားကိုလို့ကိုကြိုက်တာကိုလို့ကိုသမိုင်းကိုကြီးကိုဖြစ်ကိုခန့်ဆိုတော့ကိုကြိုက်တာကိုလို့ပြီးကိုသမိုင်းကိုကြီးပြီးကိုဖြစ်ကိုခန့်နေတဲ့အချိန်မှာဒီကနေဝိုင်းပြီးတော့ရင်းနဲ့တူဝါကူထိုးရမလို့ဘူးစူဂျီဝိုင်းလုံးပို့လည်းမလို့ဘူးကျမလည်းဘသူ့ကိုမှရင်းနဲ့တူသွားပြီးဝါကူမထိုးခဲ့ဘူးကျမဘသူ့ကိုမှလည်းစူဂျီဝိုင်းမလောင်ခဲ့ဘူးဒါကျမရဲ့စိတ်တည်းနဲ့ကျမရဲ့ခံယူချက်ဆိုတော့ဒီလိုပဲအမပရူရဲ့နေကိုလို့ဘောမနေတာနေပါရလိုက်တယ်ဟုတ်ကဲ့ကျမနောင်နာနေအများကြီးရပါတယ်ရှင် เนาะဘုံနိုင်ငံကြီးအင်မတန်ရှုပ်ထွေးပါတယ်ဟာရှေ့အရင်ရဲ့ဒီကဆိုရင်ကျွန်မအော်အရေးတောင်နဲ့ပြဿနာတက်တဲ့ပေါ့နော်ဘွားတောင်နဲ့နိုင်ငံခြားဘွားတောင်နဲ့ကြီးထားပြီးပါလိမ့်မယ်အဲ့အရေးဆိုလို့ရှိရင်လည်းအရင်ဆုံးကျွန်မတို့ပြောတာပေါ့နော်အာကျွန်မဘုန်းကြီးကြောင့်မနေရအားတို့ဓမ္မယောမနေရအားတို့ဘုန်းကြီးနေညာအားတို့နိုင်ကလက်ကပါလေပူစီလို့စားလေးပြန်ပြောတယ်ကျွန်မတင်ခံလိုက်တယ်ကျွန်မပြန်မပြောဘူး ောက်ဆုံးသူကကျွန်မတို့ဒီပြဿနာမဖြစ်ပြန်ပြီးဖြေရှင်းပါပြန်ရှင်းပြန်ပြီးဖြေရှင်းရမယ်ဒီပြဿနာနေရှင်းရမယ်ဆိုပြောတဲ့အတွက်ကျွန်မပြန်ပြီးဖြေရှင်းလိုက်တယ်။ဆိုတော့ပုဂ္ဂိုလ်ရဲ့ပြဿနာတွေကကျွန်မအမြဲတမ်းပြောနေတဲ့ခုရှိရယ်ကျွန်မကိုမကြိုက်ဘူးလားရှာတယ်။ကျွန်မကိုမုန်းလားရှာတယ်။ကျွန်မကိုမကြိုက်လို့ရှင်ရင်ကျွန်မကိုမုန်းလို့ရှင်ကျွန်မပြောတဲ့နိုင်ငံရေးအကြောင်းအရာတွေအမားကိုရှာဆွဲထုတ်ပြီးနိုင်ငံရေးလို့ပြန်ချေပါအဲ့ဒါဆိုရင်ရှင်တို့အတွက်ကောကျမတို့အတွက်ကောကြည်နေတဲ့လူတွေရောနားထောင်နေတဲ့လူတွေအတွက်ငါတူတပါအကုန်လုံးတွေ့ကြရှိရဥပမာ ကျွန်မအခုအမြင်နဲ့ပြောလေပြောတာရှိတာဖက်ဒရယ်ဘာလို့လဲလက်ရှိမှာအကုန်လုံးအဖက်ဒရယ်ဖက်ဒရယ်ဖက်ဒရယ်နေတဲ့အတွက်ကျွန်မဖက်ဒရယ်အကြောင်းပြောရဲအမျိုးသားတပ်တူခွင့်ကိုပိုင်ပြဋ္ဌာန်းခွင့်လွတ်လပ်ခွင့်ဖက်ဒရယ်ရဲ့အနှစ်သာရတွေကျွန်မပြောတယ်နောက်တစ်ခုကျွန်မ social contract အကြောင်းပြောရဲပုံမှန်95နဲ့ဆက်ဆက်ပြီးကျွန်မ limited government အကြောင်းကျွန်မအမြင်နဲ့ပြောလို့ရှိတယ်ဆိုတော့ကျွန်မကိုမကြိုက်ဘူးလားရတယ်ကျွန်မကိုမုန်းလားရတယ် ကျမကိုမကြိုက် ကျမကိုမဝင်ကျမကိုနဲမဲ့ဖြတ်ချင်ကျမကိုတိုက်ခါချချင်ကျမပြောတဲ့နိုင်ငံရေးအကြောင်းအရာတွေကိုကျမပြောတဲ့ federal အကြောင်းကျမပြောတဲ့ limited government social contract popular sovereignty เนาะ republic အဲ့ဒီဥစ္စာတွေကိုနိုင်ငံရေးလို့တစ်ချက်စဲတစ်ချက်ချင်းပြန်ခြေပါလိုက်အဲ့ဒါရွေးရှင်လို့လက်တိုက်ခါရှိတယ်ပြောရတဲ့လူတွေနားထောင်တဲ့လူတွေလည်းငါးတူတပါအကျိုးရှိတယ်။အဲ့ဒီလိုမျိုးမဟုတ်ပဲနဲ့အရင်မြဖတ်မြရတယ်ငါးတူတပါအကျိုးမရှိရဘူး။ကျမကမပြောနဲ့ကျမနားရဲမထက်။တော့အရင်တစ်ခါ အဲ့ဒီအရင်းနဲ့ပြဿနာတက်တယ်အဲကျွန်မပြောခဲ့တဲ့အကြောင်းရပေါ့လက်ရှိမှာလည်းပြဿနာပေါင်း1600လောက်လာကြတယ်ပြဿနာရဲ့ဈေးငွေစောက်ကျွန်မပြောမယ်နော်ကျွန်မကိုအတော်ကြီးတယောက်ကပုံကိုရရလာတိုက်ခိုက်တယ်ကျွန်မအဲ့တော့ तू ကကျွန်မရဲ့ကိုစော်ဖုံးရင်ကိုနှစ်ယောက်ပြောတယ်ကျွန်မ तू ပြောတာအသေးပေးလိုက်တယ်ကျွန်မဘာမှပြန်မပြောဘူးသီးခံလိုက်တယ်အင်းလုံးဂျပန်ကအဖွားတယောက်ပြောတယ်ကျွန်မသီးခံတယ်အခုမြန်မာပြည်တွင်းကတော်တယောက်ကျွန်မကိုပြောတယ်ကျွန်မသီးခံတယ်ကျွန်မဘာလို့သီးခံလဲ ကမ္ဘာကောင်းဆောင်ဖြစ်တဲ့မေဂန်တမရဒေါ်နယ်ထရန့်နဲ့ဂျိုးဘိုင်နန်အောင်မှချက်ထည့်လို့ရှိတယ်လို့မုန်းနေလူတွေရှိတယ်။တပ်ဖွဲ့နိုင်ငံမှာလည်းတပ်ဖက်ကဒေါ်ဆန်းစုကြည်ကိုဖျားတဲ့သူကုတုံလုံးလို့ချက်ချပေးမယ်။တပ်ဖက်မှာဒေါ်ဆန်းစုကြည်ကိုရောချာမုန်းတင်းတဲ့လူတွေရှိတယ်။အဲ့ဒီလိုပဲတပ်ဖက်မှာတမရနဲ့တမရကောင်းဆောင်ကိုအသက်အသက်တွေပေးပြီးချက်တယ်လို့ရှိတယ်လို့အင်မတန်မှရောချာမုန်းတင်းနေတဲ့လူတွေရှိတယ်။ဆိုတော့နိုင်ငံကောင်းဆောင်ကမ္ဘာကောင်းဆောင်တဲ့လူတောင်ချက်ချင်မုန်းချင်းချက်တယ်လို့မုန်းတယ်လို့ရှိတယ်လို့ကျွန်မတို့မိမတယောက်ကိုလည်းချက်တယ်လို့ရှိတယ်လို့မုန်းတဲ့လူတွေရှိမှာပဲ။ တော့ချက်တယ်လူဟာချက်တယ်လျောက်ဂျမ်းမာပါစေချမ်းသာပါစေမဘူးတူလီအန်ဒီရဲ့ကင်းပြေးရှင်ပါစေဆူတောင်းပေးပဲမြတ်တာပို့တာပေးမယ်မုန်းတဲ့လူကလည်းမုန်းတဲ့လျောက်ရန်ရှာမယ်ပြဿနာရှာမယ်ဆိုတော့ဒါတွေကိုကျမကနားလေတဲ့သဘောပေါက်တဲ့အတွက်တော်ရုံကျမဘယ်သူလာပြပြကျမသိခင်လိုက်တယ်ဆိုတော့အဲ့ဒီအန်ဒီတယောက်ကျမပြောတယ်ကျမသိခင်လိုက်တယ်ဆိုတော့အဲ့အန်ဒီကျမအကြောင်းပြောတယ်ကျမပြန်မပြောဘူး ။ဘာလို့ဆိုတော့ကျွန်မတူမရမှာကိုရင်နှုံးနဲ့ကျွန်မဘယ်သူ့လို့ဆိုတိခိုက်နေ။တိခိုက်ရတဲ့အကြောင်းရင်းတိချက်တဲ့လူရှိတယ်လို့မုန်းတဲ့လူရှိမှာပဲ။ကိုကြိုက်တာကိုလုပ်နေတာဖြစ်တဲ့အတွက်ချက်တဲ့သူရှိတယ်လို့မုန်းတဲ့လူလည်းရှိမယ်။အဲ့တွေကျွန်မတိခိုက်တယ်။နောက်တစ်ခါအဲ့အန်ဒီကပဲကျွန်မကိုထပ်ပြီးပြောတယ်။ဖြတ်ပြီးပြောတော့အကောက်တူကတင်ထားတာဖြစ်တဲ့အတွက်အဲ့ဒါအကောက်တူဖြစ်ပါလေအကောက်တူဖြစ်ကြောင်းကိုကျမက YouTube အမြဲတမ်းသုံးနေတဲ့အတွက်ကျမရဲ့ YouTube မှာပြီးခဲ့တဲ့9လပိုင်း28ရက်နေတည်းကတင်ထားပါတယ်ဆိုပြီးကျမက AI အကြောင်းပြန်ပြီးဖြည့်ရှင်းလိုက်တော့အဲ့ဒီ ND နဲ့ကျမနဲ့ပြည်လဲမှုရသွားတယ် ပြဿနာကအဲ့ဒီအန်ဒီကကျွန်မကိုလာပြီးပြဿနာရှာတယ်။ကျွန်မကပြဿနာပြန်မလို့ဖယ်နေအေးရအေးကြောင့်ဒါဒီအကောင့်တူဖြစ်ကြောင်းကိုပြီးခဲ့တဲ့9လပိုင်း20ရက်နေ့ကကျွန်မပြောထားပါတယ်ဆိုပြီးတော့ပြောလိုက်တော့သူနဲ့ကျွန်မနဲ့ပြေလည်မှုရတယ်အဲ့ပြဿနာပြီးသွားပြီချင်တာကိုအဲ့ဒီအန်ဒီနဲ့ခင်းတဲ့နောက်တဲ့အတီတယောက်ကအတော်တယောက်ကဒီပြဿနာကိုအစာဆွဲထုတ်ပြီးတော့ကျမကဒီဥစ္စာကိုအကောက်တုဆိုအစိုးရအကောက်တုလို့မပြောဘဲနဲ့ဒီအန်ဒီကကျမကိုပြောမှာကျမကအကောက်တုကြီးပါဆိုလို့ထားပြောတယ်ဆိုကျမကိုရန်ရှာတယ် တကယ်တော့ဒါကြီးကအောက်တူပါဆိုတော့သူတို့မတိုင်တဲ့အရင်ကကျွန်မပြောပြီးသားနော်အဲ့ဒီကာယကံရှင်ကကျွန်မကိုပတ်သက်အရင်ဆုံးရန်လာရှာတဲ့အန်တီနဲ့ကျွန်မလည်းပြေးလဲသွားပြီပြဿနာကအေးစစ်သေးပြီးတော့နောက်ထပ်အတော်တယောက်ကအတော်ကြီးတယောက်ကကျွန်မကိုလာပြီးထပ်ပြီးပြဿနာရှာတယ်နော်ကျွန်မနာမည်ထည့်မပြောဘာလို့လဲဆိုတော့အင်းတော့တော့စိတ်တက်တယ်ပေါ့လုံရက်တယ်ပေါ့ဟိုသူတို့ကငါရင်မျိုးသားရေးလုခင်တာပဲငါမျိုးသားရေးဆိုတာဘာမှမသိခင်ကျွန်မခုနှစ်တန်းရှစ်တန်းအကြောင်းသူဘွားတွေကသူတို့ကမျိုးသားရေးလုခဲ့တယ်လို့ဆိုရက်လေးစားတမှုလေးနဲ့ ကျွန်မအများနဲ့လေးစားတယ်ကျွန်မရှိမှသူ့မကောင်းချောင်ဘယ်သူလာပြောပါစေသူ့ကောင်းချောင်ပဲကျွန်မပြန်ပြောပေးခဲ့တယ်အဲ့ဒါမှန်တော့စကားစကားအခုတော့ကျွန်မထင်ထားရဲ့အထင်ကြီးတဲ့စိတ်ဓာတ်တွေနဲ့တကယ်အတွင်းစိတ်ဓာတ်ကတခြားအဖြစ်ဖြစ်နေလို့နာမည်တော့ထုတ်မပြောချင်နော်ဆိုတော့ထားလိုက်တော့ကျွန်မပုတ်ကွေတွေတိုက်ခိုက်တယ်ကျွန်မကိုအတေးဖြစ်တယ်ကျွန်မတိခိုက်လိုက်တယ်ကျမအတိခံပြီးဘာမှပြန်မပြောတော့ပထမလာပြောတဲ့အန်တီကအဲ့ပြစ်တဲ့နောက်တခါအစပြန်ဆွဲထုတ်ကြတယ်ကျတော့ ပြဿနာရေးပေါ်မှာကျမရှင်ဝယ်ဦးတည်လာပြီးတော့ဒီနားမှာ ਨੇ တပုတ်ကူလိုရိတ်ခွင်နေတယ်ဆိုတော့အဲ့ဒီကိစ္စကြီးကငါတို့တပားဘသူ့တွေအကျိုးရှိတယ်လေဘသူ့အတွက်အကျိုးမြဲရမလဲရွေချက်ကပါလေအရန်ပေါ်လာပြီးရန်တည်တာထင်ရှားနေတယ်ဆိုတော့သူ့ကိုဘာကြောင့်ငပိလို့ခေါ်လဲဆိုတော့ကျမကိုမှတပတ်ပေါက်တယ်ထားပါလေကျမဒီပရမတောင်းချင်ပြီကျမကိုအတေဖြတ်မှုတယ်ကျမသိခံပါတယ်ဒီနေ့ကျမပြောတဲ့ဇာတ်ကနောက်ဆုံးပါဒီနေ့ကျမတဇက်ကသူများအကြောင်းထုတ်ပြောတာနောက်ဆုံးပါကျမသိခံလိုက်ပါတယ် တိုးတော့ဒီနေ့တည်နောက်25ကျော်ရှိရနေရှိရနေနောက်ပိုင်းကျမရဲ့အကြောင်းကိုနှုတ်ပြန်ဖြစ်စေစာနဲ့ဖြစ်စေထပ်ပြီးအသေးသေးဖတ်မယ်ဆိုရင်ကျမတိခါမှုတိုင်းတာကုံသွားပါပြီရှင်ကျမကိုအခုနာမည်နာမည်ကြောင်းပုံရင်းပြောင်းကွာကွာလေးမကောင်းဘူးပြစကားပြောတာအစ်မပြေကျမကိုပဲပြန်ဖြစ်နေရနော်ကျမကိုကျမနာမည်ပြောင်းအောင်တိခါချောင်းကျမပုပ်ပွေရတိုက်ခိုက်တယ်ကျမတိခံလိုက်တယ် ကျွန်မကတက်ငယ်ပေးမယ်ကျွန်မသိဉာဏ်ရှိတယ်။ငါသူတပါအကျိုးမရှိတဲ့ကိစ္စမျိုးနှုတ်ကြောင်တေးပြီးနှုတ်ကြောင်ကြည်တာမျိုးကျွန်မမဖြစ်ဘူး။အဖြစ်မခံဘူးကျွန်မသိချင်လိုက်တယ်။ဒီစကားဒီမှာပဲပြီးပါပြီ။သို့တော့နောက်နောက်ဒီနေ့2025ခုနှစ်ဂျော်ရှိရနေ့ဒီနေ့ရနောက်မှာကျွန်မအကြောင်းကိုနှုတ်ဖြင့်စာဖြင့်ထပ်ပြီးပြောခဲ့လို့ရှိရင်ကျွန်မသိမခံပါဘူး။အသေးရဖြတ်မှုတိအသေးရဖြတ်မှုပုံမှန်၄ကိုကိုပုံမှန်900ရဲရဲပိုင်ပါတယ်အာမခံရပါတယ်။ စက်တွေရေးပေါ်မှာ66ကာကြီးရေးရေးပိုင်ပါတယ်အာမခံပါတယ်အာမခံရပါတယ်သို့တော့ social social media မှာလူမှုကွန်ရက်မှာ အသေးရေးဖြတ်လို့ရှိရင်ပုံမှန်လေးကိုကို900နဲ့66ကာကြီးတွဲလို့ရှိရင်အဲ့ဒီအမှုကအာမခံမရပါဘူးထပ်ပြောပါမယ်ရှင်အဲ့ဒီလိုမျိုးစက်တွေရေးပုံမှန်နဲ့အသေးရေးဖြတ်မှုပုံမှန်နှစ်ခုကိုပေါင်းလိုက်လို့ရှိရင်ဒီအမှုက ရေးရေးမပိုင်ပါဘူးအောင်မခံမရပါဘူးရှင်ဒါကြောင့်မလို့ငါသူတပါအကျိုးမရှိတဲ့ဇာတ်ကားတွေနှုတ်ကြောင်တင်နှုတ်ကြောင်ကြည်တာဘယ်ပါစီနဲ့မဖြစ်စေချင်ပါဘူးရှင်နော်ကျွန်မကနင်းလာသူဖြစ်ပေမဲ့ကျွန်မကပဲအသိနဲ့တရီကိုစင်ကြင်ပြီကျွန်မတီးခံလိုက်ပါရဲ့နောက်နောက်ကျွန်မအကြောင်းကိုထပ်ပြီးအသိဖြတ်မယ်ဆိုရင်ကျွန်မလုံးဝတီးမခံပါဘူးရှင်ဆိုတော့အဲ့မှာလူတွေအများဆုံးပြောကြတယ်မေကောလူတွေအများဆုံးခက်နေကြတယ်အခုခွတ်တော့ ကိုတော့လိုင်စင်းမဲ့ကားရေးဆိုင်ကြီးဖမ်းတာကိုမပုတုဘာလို့မပြောတာလဲတချို့ကြတော့မပုတုကဘာဘာအလုပ်လုပ်ပြီးချမ်းသာနေတယ်လေတချို့ကြတော့ကျမကဝတ်တော့ဆိုင်ကြီးစီးနေတဲ့အတွက်ဝတ်တော့ဆိုင်ကြီးဖမ်းတာကိုနှုတ်ပိတ်နေတယ်ဆိုပြီးတော့ကျမကိုဆွဆွဲတယ်တကယ်တော့ကျမကနှုတ်ပိတ်နေတာမဟုတ်ဘူးရှင်တို့ကနားရီပိတ်နေတာအဲ့ဒီဝတ်တော့လိုင်စင်းမဲ့ကားရေးဆိုင်ကြီးဖမ်းဆီးမှုကိုကျမပြောထားပါတယ်ကျမကောင်းတယ်မဝေရှာကြည့်ပါဆော့ဥပဒေနဲ့ညီသွားရမယ် နော်နိုင်ငံတော်အခွင့်အရေးဝင်နေလာတယ်ဒါကြောင့်မလို့လိုင်စင်မဲ့ကားရဲ့ဆိုင်ငယ်တွေဖမ်းလာကောင်းနေအပီးတိုးတော့လိုင်စင်မဲ့ဥပဒေနဲ့ဥပဒေမဲ့ကိုထုံးမှုလေတိုင်းပြည်အတွက်အခွင့်အရေးအများကြီးနေလာပါတယ်လိုင်စင်မဲ့ဥပဒေမဲ့မြရားသတ္တုတူပေါ်မှုတွေရွှေလုတ်ွက်တွေကြောက်စိမ့်လုတ်ွက်တွေတိုင်းရင်းသားလက်နက်ခိုင်ဖွဲ့အမိခံပြီးစစ်စီပွားရေးလုပ်နေကြတာရှိပါတယ်နော်ကြောတက်တွေဆိုလို့ရှိရင်လည်းပဲအလောင်းမကသဘာမျိုးသားဝင်ရင်ဘေးမဲ့တော့ကတက်တီကိုနှစ်ချုပ်တက်ပင်ကိုပါပုံလုံးတွေက ခိုးယူရောင်းချထိုးလုပ်နေတဲ့အတွက်တစ်တော့ area ရဲ့80ရာခိုင်နှုန်းမှရှိတဲ့နှိရှုတစ်ပင်ကြီးတွေပြောင်းနေပါပြီဆိုတော့ကိုဘူးနဂါအဖွဲကကောင်ကိုတိုင်းကဖုံးတဲ့ဗီဒီယိုမှတ်တမ်းရိုက်ယူပြီးတက်တဲ့ဖိုင်တွေသူတို့ချင်းချင်းဟိုမှာခြားပြထားတာတွေရှိတယ်။မဟာမြန်ဒီမဲ့တော့မှဆိုလို့ရှိရင်လည်းအဲ့ဒီမှာကျွန်းတတိအဲ့မှာရှိတဲ့ပင်ကရိုးတွေလာမှတို့အဓိကရောင်းချနေကြတယ်အဲ့ဒီလိုမျိုးလိုင်စင်မဲ့တစ်ထုတ်လုပ်မှုတွေနိုင်ငံရဲ့တိုင်းပြည်ရဲ့အခွန်အမှုအများကြီးနှိမ့်လာပါတယ်။တော့လိုင်စင်မဲ့ကားတွေ၊ဆိုင်ငယ်တွေဖမ်းဆီးတယ်လို့အရေးယူတယ်လို့ဒါမျိုးတွေကိုလည်းအရေးယူပေးနေကြပါတယ်။ ောက်ခုကဖားကက်မှာချီခွေမှာရှေ့ရက်ကချီခွေမှာရေကြီးတော့အဲ့ရေကြီးနဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့မေရှားတဲ့လူတူပါမှုရွှေလုံးကွက်တွေเนาะချောင်းဆိုင်လုံးကွက်တွေအဲ့ဒီအကြောင်းလေးကျွန်မပြောပြပါတယ်เนาะဆိုတော့လာရှင်မက်ကားရေလာရှင်မက်ဆိုင်ငယ်တွေဖန်စီရေးယူတလို့တိုင်းပြည်အတွက်အခွန်နဲ့နာမှုအတွက်ဖန်စီရေးယူတလို့အဲ့ဒီလိုလိုင်စင်မက်ဥပဒေမဲ့လှုပ်ဆောင်မှုတွေကလည်းတိုင်းပြည်အတွက်အခွန်ငွေငွေနဲ့နာတဲ့အတွက်ဒီကိစ္စတွေကိုမှလည်းဇိုးရအနေနဲ့ဖြည့်ရှင်းပေးမယ်နှိမ်နှင်းပေးမယ်ဆိုရင်ပို့ပြီးတော့ပြည်သူတွေကကျေးဇူးတင်ပါပါဆိုတဲ့အကြောင်းကိုကျွန်မရင်ထဲကပြောထားတယ် ရှင်တို့တွေနားလေးနေလို့မကြတာဖြစ်နေတယ်။နော်ဆိုတော့ကျမကဝက်တော့ဆိုင်နေစီးနေလို့ကျမကနှုတ်ပိတ်နေရကြမဟုတ်ပါဘူး။နောက်တစ်ခုကကျမဘာလို့လှုပ်လဲဆိုတာကိုကျမကညဘာလို့လှုပ်ပြီးတော့ဟိုထမင်းထမင်းစားနေလဲပေါ့နော်ဘာမှမလုပ်ဖဲနဲ့။တချို့ကကျမကအမြဲတမ်းကျမဆိုင်ငယ်ဘေးရွက်တွေအငှားချထားတယ်ဆိုတာကျမ YouTube မှာတင်းတယ်။ကျမ YouTube ကလူတွေတော်တော်များများတည်တည်လို့လည်းပဲကျမကဆိုင်ငယ်ဘေးတွဲတွေဝက်တောက်တွေစီးလို့ကျမကဝက်တောက်ကိစ္စကိုနှုတ်ပိတ်နေတယ်ဆိုပြီးလာပြောကြတာเนาะ ဆိုတော့ကျမမဘုဒ္ဓဘာလို့လို့လဲဘာမှမလုပ်ပါဘူးဘာလို့မလုပ်တာလဲအိမ်ထဲမှာထိုင်နေရင်းနေတောင်မှဘယ်နားမှာဘသူအသက်ခံလိုက်ရပြီဟိုနားမှာဟိုလူအသက်ခံလိုက်ရပြီနေ့စဉ်နဲ့မြတ်တည်နေကြနေရတာဆိုတော့ကျမတို့ကကိုယ်အသက်အန္တရာယ်ကိုကြည့်ရှောင်ပါလေဒါကြောင့်ကျမအပြင်းထွက်ပြီးလုံးမလုပ်ဘူးအလုံးမလုပ်ပဲဘုရားပစံနဲ့ထမင်းစားလေကျမဆိုင်ကယ်ဘေးတွဲကြီးအငှားချတာလေဆိုင်ကယ်တစ်စီးကို၄တောင်ဆိုင်ကယ်တစ်စီးကိုတစ်ရက်ကို၄တောင်နဲ့၁၄စီးတစ်ရက်ဝင်ဝင်ဘယ်လောက်ရှိမလဲတွက်ကြည့်ပါ ငင်းဆိုင်ရဲ့ဆက်လျက်ဒီတစ်ခိုင်နဲ့ဝင်နိုင်လားမဝင်နိုင်ဘူးကျမမချမ်းတော့ကျမစပြီဝယ်ရောကျမမှာရှိနေတဲ့ရွှေတုံးမွေစအကုန်စုပြောင်းချတာဆိုင်ငယ်6စီပဲဝင်နိုင်တယ်အဲ့ဒီ6စီကနေပြီးကျမရင်းနှီးမြှုပ်နှံလိုက်တာနှစ်နှစ်အတွင်းမှာနှစ်နှစ်ကျော်မှာကျမဆိုင်ငယ်ဆက်လျက်ကြီးရတယ်ဆိုင်ငယ်ဆက်လျက်ကြီးရတဲ့အတွက်ကျမဘာလုံးမှမလုပ်ပဲနဲ့တရက်ကိုဝင်ငွေအနည်းဆုံး9000ရတယ်နော်ဘာလုံးမှလုံးရှာမလို့ပဲကျမဝင်ငွေ9000ရတယ်ဟောဆိုတော့အခုဝတ်တော့ဆိုင်ငယ်ဖန်တော်မယ်ဆိုတော့မပုတ္တုထမင်းဦးတော့ရိုက်ကွဲတော့မှာပဲဆိုပြီးတော့အားရဝမ်းသာမပြောကြနဲ့ ဲ့ဒီဆိုင်ငယ်ဘေးရွက်တွေအကုန်လုံးရောင်းပြီးတော့ကျွန်မကားဒစီ installment နဲ့ဝယ်ထားတယ်။အဲ့ဒီကားဒစီကို installment နဲ့ဝယ်ပြီးတနေ့တတိငွေသွင်းရင်ကျွန်မကားပိုင်ဖြစ်မယ်။နောက်တစ်ခုကကျမကဖုန်းနှလုံးရှိရဲ့အခုပြောနေတဲ့ဖုန်းပြင်ကျမက tablet ဖုန်းတစ်လုံးရှိရဲ့အဲ့ဒီဖုန်းကိုကျမငှားထားတယ်။ဘယ်လိုငှားရလဲဆိုတော့နော်အာ6တက်ခောက်တာအန်စာတုံးလေးကိုဂလုတ်ဂလုတ်လို့နှိပ်လိုက်လို့ရှိရင်သူကြရဲ့အကွက်တိုင်းရှိရတာ6တက်6တက်ပုံစံ6တက်လို့ခေါ်ရကျမတို့ရှိမှာအန်စာတုံးလေးနှိပ်တာအဲ့ဒါငှားတာကတပွဲကိုငှားရ တို့တို့ဆိုရတဲ့ပွဲကိုကျွမ်းကားရ။ဆိုတော့ပြန်မြတရားဝင်ကို၈00မင်းကဆိုရင်တောင်းတောင်းရတယ်။တရားကိုအနည်းဆုံး၈00ရပါတယ်။နော်။တရားကိုအနည်းဆုံး၈00ရတယ်။ကျမရဲ့အသုံးစရိတ်မနက်စာ၂00ကျမလက်ပြေးတောက်တယ်၂00ဝင်ငါစားလေ1900ပဲကုန်တယ်ဆိုတော့မနက်စာ32000နေ့လယ်စာထင်းစားတာ9000အဲ့9000ချက်မစားဘူးเนาะကျမစိုင်းမှာစားတာ9000ညစာထင်းစားရဲ9000ဆိုတော့ဒီနေ့သာအတွက်ထင်းစားကျမအသုံးစရိတ်က1200ပဲရှိပါတယ် အဲ့တော့အဲ့တောင်းနှထောင်ထမင်းစိတ်ကိုကျွန်မဘာမှပူကြမလို့ပဲနဲ့အဲ့ဒီဖုံးငါးခါရတဲ့ဒီထဲကျွန်မရပါတယ်နော်ကျွန်တော်ဘာအရန်နေရှုပ်ခဲ့ချားနေရလူကြီးရှိတယ်လေကျွန်မဖြေးပေးလိုက်ပါတယ်ကျွန်တော်တပုတ်ဦးလုံးနိုင်တယ်ရေးအင်မတန်မှရှုပ်ထွေးပြီးအင်မတန်မှစိတ်ညစ်ပါတယ်လို့မနေ့ကအဲ့မှာအကူတယောက်ပြောထားတာတွေ့လိုက်တယ်အခုနိုင်ငံရေးမှာပေါ့နော်သူဆိုလို့ရှိရင်လည်းလက်ရှိမှာပြည်သူဆဲလို့ဒီလိုဖန်ဆီးခံရပါ냐ရှိတယ် ဟာတဲ့သူ့ကိုပဲဗာရလိုက်လို့မင်းရင်တဲ့သူနောင်သားတွေရပါတယ်ဆိုတော့မဘုတုလဲလို့ပဲမဘုတုနဲ့ဗာတွေရလိုက်တယ်ဟုတ်ကဲ့ကျမနောင်သားတွေရလိုက်ပါတယ်ရှင်ကျမနောင်သားတွေရပါတယ်ကျမကလေနံပါတ်၁ကျမအသက်ကိုရင်းပြီးလောက်ရတယ်အသက်ကိုရင်းထားရတာဖြစ်တဲ့အတွက်စီးပွားရေးတွေပညာရေးတွေကတော့ပြောနေနေတော့ကျမအသက်တယ်လားတော့မဟုတ်ဘူးကျမမိဘရေပါကျမကပေးဆက်ထားကျမမိဘရေကကျမပေးဆက်ထားတယ်ကျမမှာမိဘနှစ်ပါးအသက်ရှိထဲကြရှိပါလှည့်ရက်နဲ့ကျမတို့ရှင်ပွဲပွဲနေရတယ် တချို့ညီပေးတွေတို့ကျွန်တော်ပြောတယ်မိမိမကိုယ်တိုင်ကနင့်ကိုတာသမီးဆိုရင်မသွေးမဲနဲ့မိမိပါကိုယ်တိုင်ကနင့်ကိုဆုံးပြစ်ထားတာအဲ့ဒီလိုလာပြောကြတယ်ကျွန်မရင်ရင်ထဲမှာနှင့်လျောက်ခံတာပဲကျွန်မမှာမိဘနှစ်ပါးတက်ရှိတဲ့ရရှိပါလေကျွန်မဆင်ကွဲကွဲနေပြီးကျွန်မအခုလိုတွေလုပ်တဲ့အတွက်ကျွန်မမိဘတွေနဲ့ကျွန်မဝေးနေပြရယ်နော်ကျွန်မမိဘကိုယ်တိုင်ကကျွန်မကိုဆုံးပြစ်ထားတယ်နော်ဆိုတော့ကျွန်မပေးဆက်ထားတာက ကျမဘွားကျမအသက်ကျမမိသားစုကျမမိပါဒါကျမတယ်မဟုတ်ဘူးကျမထင်တယ်ကျမတို့လူတွေအကုန်လုံးအစ်တို့ပဲပေးဆက်ထားရတယ်ထင်တယ်ဆိုတော့ကိုယုံကြည်ကိုလုတ်ကိုလုတ်တယ်ကိုကြိုက်တာကျမပါရင်ကျမကိုထမင်းကိုအေးအေးဆေးဆေးရက်ခတ်ပဲစားပါတော့မယ်ရှင်နော်ဒီမကောင်းခါရကြတယ်မှာပြောရတာမောပါတယ်ရှင်လူကြီးတွေအများစုအာရာရှိတဲ့လူကြီးတွေအများစုသူတို့မကောင်းကြောင်းပြောရင်တော့ခမချက်ချင်းလက်လက်နေပြတရားဆွဲမယ်လို့ပြောတာနဲ့တတိပေးတာပြောရတာနဲ့တကယ်ပြည်သူတွေရဲ့အခက်အခဲတွေကိုပြောပြရင်ပြည်သူတွေရဲ့ဒုက္ခတွေကိုပြောပြရင် ခြေတန်းမှာသမ္မတရာရဲ့ဒုက္ခတွေကိုပြောပြလူတို့တွေရဲ့နားတွေကလေးနေရတယ်။သူကနှထိုင်းနေဖြစ်ဖို့ကများတယ်နော်။